အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာနည်းနည်းလေးလွဲလွဲနေရဆိုတော့ကျွန်တော်ကျွန်တော်တကယ်တည်းခံစားချက်ပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီဟိုဒန်းတူလူအခွင့်ရေးကိုတိုက်ယူနေရဖြစ်တဲ့အတွက်ဘယ်လိုဖြစ်လဲဆိုတော့အဲအဲ့လိုမျိုးဟိုကိုယ့်ရဲ့ဒီကိုက ACPD ဖြစ်တယ် ACPD ခွင့်ရေးနဲ့ပတ်သက်ပြီးတော့ဟို လက်ခံပေးရလူတွေလည်းရှိရဲရှိတယ်လို့မျိုးလက်မခံပေးရလူတွေလည်းရှိရဲပေါ့ကျွန်တော်ဒီလက်မခံပေးရလူတွေတော့ကျွန်တော်တို့ကတိုက်ယူနေရတာပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုတိုက်ယူရမလဲဆိုလို့ရှိရင်ညင်တာတဲ့နေလန်းနဲ့ကျွန်တော်တို့ကဟိုချင်းကက်တဲ့နဲ့ approach လုပ်တဲ့နဲ့လို့ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကဇူကြီးกว่าဒီဒီလိုမျိုးမင်းတို့ကလက်မခံပါဘူးဆိုလို့ရှိရင်လည်း let it be အရင်ဆုံးထားထားပေးတဲ့နဲ့ဘာလို့ဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့မဟုတ်ဘူး အဲ့ဒါအမှန်ပဲအာမီယာကြိုက်တာပိုကောင်းတယ်အဲ့လိုအဲ့လိုမျိုးပုံစံမျိုးတွေနဲ့သွားပြီးတော့ဆွဲဆောင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒီအတိုင်းဝိုင်းကိုပို့ပြီးတော့ဟိုစိတ်ညစ်ညူးစေမယ်ပေါ့နော်စိတ်နဲ့ရှောင်းနှောက်ရက်ဖြစ်စေမယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ပို့ပြီးတော့ညင်တာတဲ့နီလန်မျိုးနဲ့အရင်ဆုံး okay လက်ရစ်ပြီးအာမင်းထင်တာလဲမင်းထင်သလိုထင်ချင်သလိုထင်ခွင့်ရှိတယ်ဒါပေမဲ့ဆိုပြီးတော့ဒါပေမဲ့အနောက်မှာမှာကျွန်တော်တို့ကပြန်ပြီးတော့ဟိုရှင်းပြရှင်းပြရမယ်ဒါတွေကတော့ ယောဂမဟုတ်ဘူးဆိုတဲ့အကြောင်းအတိတ်ကံမဟုတ်ဘူးဆိုတဲ့အကြောင်းမကောင်းဆိုးဝဝင်ဘူးနေရမဟုတ်ဘူးဆိုတဲ့အကြောင်းကျွန်တော်တို့ကပြန်ပြီးတော့ဖြေရှင်းတင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ခင်မြင်ချက်ပါအဲ့မှာကျွန်တော်ကဒီ တာသမီတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းအများကြီးလက်ကြုံရမှာပေါ့နော်။ဘာလို့ဆိုတော့အာရှနိုင်ငံထဲမှာနေရဖြစ်တဲ့အတွက်မိဘတွေရဲ့ရိုက်ခတ်မှုကဒီတာသမီတွေပေါ့ဘလောက်ကြီးလဲဆိုတာပေါ့။ဒါကျွန်တော်လွန်ခဲ့တဲ့တနေ့တော်တော်လောက်ကကြီးခဲ့တဲ့ဒီဂျပန်ရုပ်ရှင်ကားလေးရှိရပေါ့နော်။အဲ့ဒီအကြောင်းလေးကိုကျွန်တော်ပြပြပေးခြင်းပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ဒီဘီယက်တိုင်းဝိုင်းထဲမှာဆိုတော်တော်လေးကိုဘီယက်တိုင်းဝိုင်းထဲမှာလည်းမဟုတ်ပဲ mainstream ထဲမှာပါတော်တော်ပေါက်တဲ့ဂျပန်ကားလေးပေါ့နော်။သူကကားနာမည်က Monster လို့ခေါ်ပါတယ်။ကလေးအဲဒီက main တေးဥဆောင်ကကလေးနှစ်ယောက်တည်းကောက်လေးနှစ်ယောက်တည်းပေါ့နော်ဆယ်ကျော်တက်အွယ်ကောက်လေးတွေပေါ့အဲ့တော့ ကျွန်တော်ကဇလန်းကိုတော့အတိအကျပြောမှာမဟုတ်ဘူး။သူကဘယ်လိုဖြစ်လဲဆိုတော့ဟိုဒီလိန်စိတ်နဲ့ပတ်သက်ပြီးတော့မိဘတွေကဖိနှိပ်ထားခဲ့တယ်။အဲဒီလိုမျိုးဝက်အုံနောက်ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်။ပြီးတော့ပေါင်းသင်းနေကြမှာခွဲခြားခံရတယ်ဒီလိုမျိုးပေါ့။ဒါပေမဲ့သူတို့နှစ်ယောက်တွေးခဲ့တယ်တွေးခဲ့တယ်စုံခဲ့တယ်သဘောကျကြတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကနောက်ဆုံးကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီကလေးနှစ်ယောက်လုံးကအဲလွတ်မြောက်လွတ်မြောက်သွားတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့နော်။လွတ်မြောက်သွားခဲ့တယ်။ဘာလို့လဲဆိုတော့ဒီဟို မိဘတွေရဲ့ဖိနှိပ်မှုကနေမခံနိုင်လို့ပေါ့နော်အဲ့တော့ဟိုဘယ်လိုဖြစ်လဲဆိုလို့ရှိရင်မိဘကလည်းသူ့ကိုယောဂကုရမယ်ယောဂတော့ကုရတော့မယ်မင်းကယောဂဖြစ်နေရအဲနောက်တစ်ယောက်ကလည်းမမေကတော့မင်းကိုဟိုပုံမှန်မိန်းမယူပြီးတော့ပုံမှန်မိသားစုတစ်ခုတူတောင်တာပဲမြင်ကျင်နေဆိုတဲ့ဟာမျိုး ਨੇ ကလေးနှစ်ယောက်ကနောက်ဆုံးစည်းသေးသွားရရှာတယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာနောက်ဆုံးဒီလိုစည်းသေးသွားပြီးတော့မှပြန်ပြီးတော့တွေးမိသွားလို့နောင်တရနေတာဒီ အဲကျွန်တော်တို့တက်ကဘာမှမထူတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဖြစ်သွားခဲ့ပြီးပြီဟိုအဲ့တော့ကျွန်တော်တို့မိဘတွေအနေနဲ့မိဘတွေပဲဖြစ်စေအဲချို့ရဆိုမိဘမရှိဘူးကိုအုတ်ထင်းသူတွေအနေနဲ့ဖြစ်စေကျွန်တော်တို့သတိပြုသင့်တာပါလေဆိုတော့လူတိုင်းကဟိုကျွန်တော်တို့ဘလောက်ပဲအုတ်ထင်းစီဖြစ်စေကျွန်တော်တို့မွေးထုတ်ထားစီဖြစ်စေဟိုသူတို့ရဲ့ဘဝကိုကျွန်တော်တို့မပိုင်ပါဘူးမပိုင်တဲ့အခါကျတော့သူတို့မှာကိုယ်ပိုင်ဘဝရှိရယ်ကိုယ်ပိုင်ဖြစ်တည်မှုရှိရယ်အဲ့တော့အဲ့ဒီကိုယ်ပိုင်ဘဝနဲ့ကိုယ်ပိုင်ဖြစ်တည်မှုကိုကျွန်တော်တို့ကလေးစားပေးရမယ်ပေါ့နော်လေးစားပေးရမယ် သူတို့ဖြစ်ကျင်တဲ့ဆန္ဒကိုဦးစားပေးတာကျွန်တော်ဆိုဥမာကျွန်တော်တမီးဆိုလို့ရှိရင်ကျွန်တော်တို့ခေတုန်းကတော့ကွယ်မိဘအကြိုက်ပဲလုပ်ခဲ့ရပါတော့မိဘဘာဝစ်မယ်ဆိုလဲကိုမိဘဝစ်စေချင်တာပဲကျွန်တော်တို့ဝစ်ခဲ့ရတယ်မိဘထားပေးရကြအောင်ပဲထားခဲ့ရတယ်ဒါပေမဲ့အာကျွန်တော်တို့ဒီဒီဘက်ခေကိုရောက်လာတဲ့အခါမှာအဲ့ဟာကိုခံလာခဲ့ရတဲ့မျိုးဆက်ကအမေတွေဖြစ်လာတဲ့အခါမျိုးမှာကြတော့ဟိုဒီပို့ပြီးတော့အခွင့်အရေးများတယ်ဘာလို့မှကျွန်တော်တမီးဆိုလို့ရှိရင်ဒီဝစ်စားတော့သူမုတ်ချင်မှု ဒါတော့ तू မလုပ်ချင်ဘူးဒါပေမဲ့ तू ကိုယ်ပိုင်ပေါင်းချနိုင်တဲ့အရွယ်တော့မဟုတ်သေးပေမဲ့ကျွန်တော်သူ့ရဲ့ခံစားချက်ကိုဥစားပေးတယ်ဥမာဒီနှစ်ထဲကိုတော့မေမေကတော့ဒါမျိုးလေးတော့ဝိစေခြင်းနဲ့ဒါမျိုးလေးနဲ့ဆိုလိုက်မှာဒါပေမဲ့ရိတ်ကဘာကြိုက်လဲဆိုလို့ရှင် तू ကတော့ဒါပဲကြိုက်တယ်ဆိုလို့ရှင်ရင်ကျွန်တော်ဒါပဲဝယ်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါသူ့ရဲ့ကိုယ်ပိုင်ရွေးချယ်권လေ तू ကိုယ်တိုင်ဝယ်ရမှာဟိုကျွန်တော်ဝယ်ရမှာမဟုတ်ဘူးအဲ့တော့ तू စိတ်တက်တာနေဖို့လိုတယ်စိတ်ကိုဟိုတက်တော့တက်လေဖြစ်နေဖို့လိုတယ်ပေါ့နော်